မင်္ဂလာပါဗျအခုပြောပြပေးမှာတော့ဘူရှင်ไก่လေးပဲဖြစ်ပါတယ်ဗျဒါမင်းထောက်အောင်ဘယ်လိုကန်ရမလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြပေးမှာဖြစ်ပါတယ်ဘူရှင်ไก่တဲ့ဘယ်လိုပလေးရတယ်တော့မဆိုးလိုပါဘူးဗျအခုမှဘူရှင်စကန်မဲ့လူတွေအများကြီးရှိပါတယ်အဲ့လူတွေတော့ရှင်ရှင်းပါတယ်ဒီဗီဒီယိုလေးကအခုဘူရှင်ရဲ့စပီဝမ်လေးကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်စပီဝမ်ကတော့ရန်သူကိုထိအောင်ပြလိုက်ပါ ဒါလို့ထိပ်ပြီးတော့ rate လေးပြပါတယ်အဲ့ rate အတွင်းမှာရှိနေသေးရတော့သူ့စီကိုပြန်သွားပြီးတော့ damage ပေးလို့ရပါတယ်ဟမ်ဒါမျိုးလေးပါသူ့ရဲ့ rate ကအစီဝိုင်းလေးရှိပါတယ်နော်အဲ့တွင်းမှာပြန်သွားပြီး damage ပေးလို့ရတယ်စကေတူကတော့ဒါငါးကြောင်းထုတ်မယ်ဒါငါးကြောင်းပြန်မယ်ဒါငါးကြောင်းထုတ်မယ်ငါးကြောင်းပြန်မယ်ဒါပါပဲစကေတူအဲ့ဒီမှာကြတော့စကေတူစကေတူကို၉တောင်းပြန်လဲပြီးတော့ နောက်တစ်ချိန်ထပ်တုံလို့ရမှာဖြစ်ပါတယ်အေဒီမိတ်ကအေဒီမိတ်မှာနောက်ဆုံးအဆင့်ဓာတ်လို့ရတာတစ်ချက်မကြည့်ကြအေဒီမိတ်ကဓာတ်ကဒီလိုနေရံတွေကိုလည်းကြော်ထွက်လို့ရပါတယ်အထူးကြီးဆိုရင်နေရပါဘူးကြ on my word နေရံလေးတွေကြော်ထွက်ပြီးတော့ထွက်ပြေးတဲ့ခါတွေလိုက်တဲ့ခါတွေမှာသုံးလို့ရပါတယ်ဒီမှာမျှလေးပြထားပါတယ်အဲ့ဒီမဲ့နောက်ထောင်စင်တက်လျက်မြားပြတာလေနော်။ဒါဒီဘက်ဒီဘက်မြားကကျုံပြီးဆိုတော့အဲ့ကောင်ပေါက်ရပါလေ။ကျုံပါလေ။အဲ့လို ထပ်ပြေးလို့ရတယ်လိုက်လို့ရဒါတော့ကိုယ်ရဲ့ပွဲအချင်းတွေပေါ်မူတည်ပြီးတော့ပြေးတင်ပြေးလိုက်တင်လိုက်ပေါ့ဗျဒီလိုတုံးရပါတယ်ကဒါဆိုရင်လည်း trail leaves a bit one of these speed 2လည်းတည်ပြီးဆိုတော့တုံးပုံတုံးလေးလေးပြောပြဖြစ်ပါတယ် speed 1ပြ speed 2ပြ speed 1 speed 2ဒါရင်ဒါဓာတ်ရကွတ်တီကြောင်ဝင်ရမှာဖြစ်ပါတယ်ရန်သူနဲ့ဝေးနေလို့ရှိရင်ဒါတော့အရင်တွင်းပါဗျရန်သူနဲ့နေနေတယ်ဆိုရင်ဒါတော့နောက်မှတွင်းလို့ရတယ်ဓာတ်နဲ့ရန်သူနဲ့အကွာဝေးရ ဓာတ်နဲ့ရန်သူနဲ့ကနီးနေဆိုရင်နောက်မှတွင်လို့ရပါတယ်ဗျ။အဲကျွန်တော်တုံးပြမှာဖြစ်ပါတယ်။တုံးပြမှာပါ။အင်းဒါမျိုးဖြစ်ပါလေကဓာတ်ထုတ်လိုက်မယ်စကေး1ပြစ်မယ်ဓာတ်ထုတ်ပြီးဓာတ်ပြန်ပြင်စကေး1နဲ့ဝင်ပြန်လို့ဒီလိုပါပဲဒါအဝေးလူနဲ့ဝေးသွားရေးလို့ အရင်တော့စပြေးဝါနှိပ်ပြီးတော့နောက်ကျင်တယ်ဒါနဲ့ရန်သူနဲ့နေရင်ဒါတော့နောက်မှတုံးတော့အဲ့ဒါဆိုရင်စပြေးဝါကြီးတယ်ဒါအတွင်းဒါထွက်တွေကပတ်တည်ဖြစ်မှာဖြစ်ပါတယ်ဒါမဲ့လေ့ကျင့်ပေးရမှာနည်းနည်းတော့လေ့ကျင့်ရမယ်တိတ်လေလေ့ကျင့်ရမှာလို့ပါဦးကြာဒီကောင်ကနည်းနည်းလေ့ကျင့်လိုက်ရပါတယ်ကန်လို့ရပါတယ်မခတ်ပါဘူးဒီကောင်ကနည်းနည်းလမ်းမျိုးတွေပါပဲဒီရင် ကွန်ပိုတွေကတော့ဘယ်ဟာသုံးဘယ်ဟာသုံးလို့တော့ကျွန်တော်မဆိုလိုပါဘူး။ဒါကွန်ပိုကပွဲချင်းတွေကိုကြည့်ပြီးတော့ကိုကတင့်တော်တွေတောင်းအောင်မှာဖြစ်ပါတယ်။ဒါကတော့ကွန်ပိုရဲ့ကျွန်တော်ပြောပြတော့ပါဘူး။တင့်တော်တွေတောင်းအောင်ဖြစ်ပါတယ်။ပွဲတစ်ခုမှာလိုအပ်တယ်လိုက်ပြီးတော့ဖြည့်စီပြီးတင့်တော်တို့လိုက်သုံးနိုင်သုံးပြီးနိုင်လို့ဆိုဒီပွဲကတားပါတယ်နိုင်လို့များပါတယ်ကဒါပါပဲကျန်တော့ဘူးရှင်ကတော့ဘယ်လိုလဲကျင်းလာရပါဘူးဆက်ပါဦးကြာ On my words. That's it, John. That's này John. When I do that, then. That's it, này, When you do that, then you are covered. That's ဲ့လိုလေးတုံးပေးပါဗျာအဲ့ဒါများများလေးလုပ်ပေးပါဗျာဒီမှာ plastic ဒီ train ထဲမှာဝင်ပြီးတော့များများလေးထိုးလိုက်လို့ရှိတယ်ဒီလိုကင်တက်တော့မှဖြစ်ပါတယ်ဒီကင်တော့ကြောင်းကင်တက်တော့ပါဘူးတကြမ်းပြီဆိုပေမဲ့ကိုယ်ကတင်းပြီးတုံးမကြလို့ရှုံးမှုများပါတယ်ဗျာအဲ့ဒါကြောင့်ဒီရှင်ကနေပြီးတော့မကြမ်းမနဲ့ကိုယ်ကိုယ်တိုင်ဖြည့်ဖြစ်သွားနိုင်ပါတယ်ဗျအဲ့ဒါကြတော့အဝင်ထွက်တွေပြန်ဝင်ပါ ဝဲအချင်းတွေကိုဒီထားကြည့်ပြီးတော့ဒီထားဝင်တင်းမဝင်တင်းဆုံးဖြတ်ပြီးတော့လာမှာလို့ပြောချင်ပါတယ်ကမမကန်ကန်မမကန်ကန်နဲ့ဝင်ထွက်လေးလုပ်ပြီးနိုင်မယ်ဆိုရင်တော့ကိုယ်တိုင်ရနိုင်ဖို့များပါတယ်ဗျနောက်ပြီးတော့ဟိုဘချံကကျန်းနေတဲ့ကောင်တွေဦးစားပေးတိုက်ခိုက်ပါဗျဒီကောင်ဒါမျိုးတွေကျန်းတဲ့ကောင်တွေဦးစားပေးတိုက်ခိုက်ပါမယ်။အဲဒါဆိုရင်ဒီပွဲပွဲနိုင်ဖို့များပါတယ်။နောက်ပြီးတော့ကုတင်းထဲမှာ ခုတင်တယ်မှာကောင်းလေးကြည့်ပါကြဘယ်ကောင်ကောင်းလဲကောင်းတဲ့ကောင်တစ်ကောင်တော့ပိုင်ပိုင်အဲ့ကောင်လည်းတွဲပြီးတော့တူတူရှာလေးလိုက်ပြီးတော့ဆပူးလိုက်ပြီးပါကြဒါမှမဟုတ်လည်းသူ့ကာဗာနေနဲ့ကွာဆော့ပါပဲဝင်တင်းနဲ့ဆိုရင်ဆပူးနဲ့ဆိုရင်ထွက်ဒါဆိုရင်တော့နိုင်မှာဖြစ်ပါတယ်ကြအဲ့ဒါဆိုရင်ကျွန်တော်ဆော့လာတဲ့ကုရှင်ဂိမ်းကလေးလေးကိုမင်းတို့လိုက်ကြည့်လိုက်ပါဦးကြာ one car. Right.